ကျွန်တော်လောင်မဲ့နေ့ပေါ့1380ခွန်မြန်မာနေ့1380ခွန်အတွက်ကျွန်တော်အခု900ဒေါ်လာမီတနစ်စာဟောကင်းလေးတွေစတွက်နေတော့ဟိုတွက်ပြီးကျွန်တော်ဟောစတန်ရေးပေးမှာပေါ့အဲ့ဒီမရေးပေးခင်လောဆယ်တိတိတဲ့ဟာလေးတွေချက်ပြောမှာပြောမှာအဓိကကျမ်းမာရေးပြလူတယောက်မှာကျမ်းမာရေးတိတ်တိကကြတယ်ကျွန်တော်ကိုယ်တိုင်လည်းကျမ်းမာရေးတစ်နှစ်လောက်တစ်ဆောင်ဆောင်ဖြစ်နေတာဖြစ်တဲ့အတွက်ကျမ်းမာရေးကိုစိတ်ပူတယ်ပေါ့နော်စိတ်ပူတယ်ကျွန်တော်ကိုယ်တိုင်လည်းကိုယ်ကျမ်းမာရေးကိုကြည့်တယ်ကျွန်တော်အလုံးမလုံးနိုင်မင်းနဲ့အချို့ရက်တွေမှာအရန်ပင်မန်းတာတွေ ခေါင်းရံကြိုက်တာတွေနော်နှစ်ရက်သုံးရက်လောက်ခေါင်းကြိုက်နေတာမျိုးတွေအလုံးမလုံးနိုင်ပဲဝိဖြစ်နေတာမျိုးတွေအခြားအခြားနော်ဟို personal နည်းနည်းဆန်တဲ့အချို့နေရာတွေမှာအခြားလူတွေတို့ကအစိတ်နောက်ရှက်ဖြစ်မဲ့ယောဂါတွေလည်းကျွန်တော်အများကြီးဖြစ်တယ်ဗောနော်အများကြီးဖြစ်တယ်အဲကျမိုင်းနဲ့ပတ်သက်ဒီတနေ့လုံးကျွန်တော်မကောင်းအလုပ်တွေမလုပ်နိုင်ဘူးမက်ဆေ့ချာမှာစာတွေကိုကျွန်တော်အကုန်မပြန်နိုင်ဘူးချို့လူတွေစိတ်ပြက်သွားတာတွေအများကြီးကြုံရတယ်အဲ့တော့ကျမိုင်းနဲ့ပတ်သက်ရင်သိရေးကြီးတယ်လူကကျမိုင်း ခြေနေမကောင်းစီးပွားရေးလည်းခြေနေမကောင်းလူမှုရေးလည်းခြေနေမကောင်းပညာရေးလည်းခြေနေမကောင်းဘူးငွေကြေးလည်းခြေနေမကောင်းကျမကြီးရော့တာနဲ့အကျန်တာကုန်ရက်တာပဲနော်အဲ့တော့လာမယ့်1380ခွန်1380ခွန်ဆိုတာဒီတကြံကြော်ပြီးအတက်နေကြော်ပြီးနစ်ဆန်တရက်တရက်စပြီး1380ခွန်ပြောင်းတာ1380ခွန်ပြောင်းတာဒါဆို1380ခွန်ဆိုတာကမြန်မာနှစ်ကူး မလို့တော့ဘူးကံကအခုစပြီးတော့ဟိုတပေါင်းတကူးဆိုစတက်ရောက်တော့မှာတက်ရောက်နေပြီလို့တော့ပြောလို့ရတယ်အဲ့တော့လာမဲ့တကြံကစလို့တနစ်စာနေနံနေလိုက်ကျမကြီးတွေတစ်ချက်ပြောပြခြင်းလားအဲ့တော့1389နဲ့ရောက်လာပြီဆိုတင်းကလေးသားသမီးတွေအနေနဲ့ကျမကြီးအရင်စိုးစိုးဝါးမရှိဘူးဗျစိုးစိုးဝါးဝါးတော့ကျမကြီးညံ့နေတာမရှိဘူးပေါ့ပါပါယောဂလေးတွေဖြစ်မယ်ဖြစ်နေကြယောဂလေးတွေကိုယ်ဝင်လဲဖိဖိနဲ့တတ်တာဝင်ရမယ် ကျမကြီးနဲ့ပတ်သက်ပြီးအရင်နှစ်ကစိုးဝင်နေတဲ့ကျမကြီးအញ្ញံအဆိုးလေးတွေယော့သွားမယ်ယောဂရှာဖွေလို့ကောင်းတယ်ယောဂရှာဖွေလို့ကောင်းတယ်ဆိုတော့ယောဂတွေ့ပြီးအနာနဲ့ဆေးတွေ့ပြီးကုသလို့ကောင်းတာဒါကြောင့်ပဲဆေးရုံဆေးခန်းသွားမယ်လိုအပ်တဲ့ဟာလေးတွေစစ်ဆေးတာမျိုးတွေမက်ဒီကယ်ချက်ကလောက်တာမျိုးတွေလုပ်ပြီးတော့စေစာစေတောက်လုပ်မယ်ဆိုရင်ကျမကြီးနဲ့ပတ်သက်ပြီးပို့ပြီးအားရစရာအနေထားမျိုးဖြစ်တာဖြစ်တဲ့အတွက်ကျမကြီးနဲ့ပတ်သက်ရင်တော့ဒါရှင်းရှင်းပြောရရင်အရင်ကြီးညံ့နေတာမျိုးတော့တင်းတွေသားမိတွေမှာမရှိဘူးဆိုတာတွေ့ရတယ်အမဘာထက်တွေ့ရလဲဆိုတော့တင်းတွေသားမိတွေနေနေနည်းနည်းလေး ပျော်စရာလေးတွေဦးစားပေးရင်ပိုပြီးကျန်းမာတယ်လို့ပြောတယ်။ဒါကြောင့်ပျော်ပစားထွက်ပေးတာမျိုးစိတ်ချမ်းသာနေတာမျိုးပေါ့ပပလေးနေတာမျိုးအရန်ကြီးတာဝင်နေအရန်ကြီးဝင်နေမိသားစုကိစ္စတွေအရန်ပခုံးပေါ်တင်ထားတဲ့လူတွေအတွက်တော့စိတ်ထောင်းကိုကြေဆိုသလိုကျန်းမာရေးညံ့နိုင်တယ်။ဒါကြောင့်တင်းလူတွေသားမိတွေကပျော်ပျော်နေပါစိတ်ညစ်စရာတွေကိုလည်းအပျော်နဲ့ကူပြောင်းပြီးစဉ်းစားပါ။အော်ဒီစိတ်ညစ်စရာဘာမှမဟုတ်ဘူးဟိုလူတွေနဲ့ရှင်လိုက်ရင်ငါစိတ်ညစ်စရာငါဒုက္ခငါတောကဆိုတော့ဘာမှမဟုတ်သေးဘူး။ ဟာဒီလောက်ဒုက္ခရောက်တာတော်သေးတယ်ဟိုလူတွေစုံဒီထက်ဆိုးသွားတာအဲဒီလိုမျိုးလေးကိုဖြည့်သွေးပါဒါဆိုတင်းကလေးသားမီးတွေကအကျမကြီးမညံ့ဘူးဒါကြောင့်ပျော်ပျော်နေစိတ်ချမ်းသာအောင်နေတောကတွေကိုဖြည့်သိမ့်နိုင်အောင်ကြိုးစားပါတနေ့လားတဲလားသားမီးတွေအနေနဲ့အကျမကြီးအညံ့အဆိုးထောင်တော့အရှိစက်ခုံမှာမရှိပါဘူးနဲပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးအရန်ကြီးဆိုးနေတာမျိုးမရှိဘူးတခုပဲအရက်သေးစာတော့မတဲ့ဘူး အရက်တောက်တတ်တဲ့အရက်ကိုအမြဲတစေတောက်နေတဲ့ပွဲရှင်ရပုံမူပြီးတော့လူမှန်းသူမှန်းမသိအောင်တောက်တတ်တဲ့တင်းလာသားမီးတွေလေဖြတ်တတ်တယ်။တွေးဆောက်တတ်ပြီးအာယုံကျော်မှာတွေးခဲတာတွေအလွန်ဖြစ်လိမ့်မယ်။တာမန်နေရကောင်ကျမကြီးလိုက်စားမယ်နေတိုင်းစားသောက်မှုမှန်မယ်နော်ကျမကိုနေနေတဲ့တင်းလာသားမီးတွေမညံ့ဘူး။နော်အသက်ကြီးလို့88ဆံမို့လို့အရွယ်လုံလို့တော့သူနားမဲ့အရွယ်အိုးအားမဲ့အရွယ်နော်ဒီအရွယ်မို့လို့နားတာကိုမပြောဘူးနော် တာမန်အားဖြင့်ဆိုရင်ကျမ်းမာရေးတဲလာသားမိတွေကအရန်ကြီးဆိုးမနေဘူးထောင်သော80ခုမှာကောင်းတယ်လို့တောင်ပြောလို့ရတယ်ကောင်းတယ်လို့တောင်ပြောလို့ရတယ်ဒါတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တဲလာတွေကအရန်ကြီးစိတ်ဘူးစိတ်ရောရမယ်ဟာမဟုတ်ဘူးစိတ်ညစ်ရမယ်ဟာမျိုးတော့မရှိဘူးဒါမှကိုကိုတိုင်းအရက်ဒေတာတောက်စားမယ်လေဖြတ်နိုင်တဲ့တက်စာတွေစားမယ်ဆိုရင်တတိထားပါအဲ့ဒီရရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့သွားအောင်အင်္ဂါအင်္ဂါသားမျိုးကျွန်တော်လည်းအင်္ဂါပဲထောင်တော့86ကတိတ်ပြီးတော့ကျမကြီးညံ့တာပဲ 80ခွန်မှာကောင်းပြီလားကျွန်တော်ကကျွန်တော်ပြန်ကြည့်တယ်80ခွန်လည်းမကောင်းသေးဘူးတဲ့အညံ့ကအချိန်ပါနေတော့အဲ့တော့ကျွန်တော်အတွက်ဒီနှစ်ကလည်းအရင်ကြီးမျောလင်းချက်မရှိဘူးဟောအင်္ဂါသားမီးတွေအတွက်ကျန်တဲ့အင်္ဂါသားမီးလည်းပါတာပေါ့ဗျာအမှန်တကယ်ဖွားစားတာပါညံ့နေတယ်ရောက်တဲ့အတပိုင်းချားတွေပါညံ့နေတယ်လူကတော့ပိုညံ့တာပေါ့ဒါပေမဲ့မနစ်ကလောက်တော့အရင်ကြီးမဆိုးတော့နည်းနည်းညော့သွားတယ်မနစ်က85 80ကျကနှုန်းလောက်အင်္ဂါသားမီးတွေကကျမကြီးညံ့ကြတယ်ဒီနှစ်မှာတော့40ကျကနှုန်းလောက်ပဲညံ့တော့တယ် မဆိုးဘူးပေါ့မနေ့ကတော့တော့မဆိုးတော့ဘူးဒီနေ့ကဒါပေမဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တရားရဂိုင်းတော့ကောင်းတယ်လို့ပြောလို့မရဘူးဒါကြောင့်အင်္ဂါသားမိတွေကကျမ်းမာရေးဆက်လက်ဆက်လက်ညံဖွင်းပွဲရာရှိနေဒုံးမဲလို့ပရမဟုဆိုတာပြောချင်ပါတယ်မပေါ့နဲ့ကျမ်းမာရေးလိုက်စားပါအဲလိုက်စားပါလေ့ကျင့်ခန်းတွေလုပ်ပါအေးရေးပြတ်မခံပါနဲ့နော်ဒါလေးတွေကျွန်တော်ပြောလို့ပါတယ်ငါရပြီးတော့ကျွန်တော်တို့သွားသွားဗုဒ္ဓဘုရားသမီးတွေအဲ့တော့ဗုဒ္ဓဘုရားသမီးတွေအနေနဲ့ ဒီနှစ်မှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအကုန်လုံးချွတ်ချော်ပါတယ်။ Yahoo မပါဘူးနော်။ Yahoo ကနည်းနည်းတက်တာတော့ Yahoo ထဲမပြောဘုဒ္ဓဖူးနဲ့ Yahoo မှာ Yahoo ကနည်းနည်းကျမ်းမာကြီးကောင်းတယ်။ဘုဒ္ဓဖူးကမကောင်းဘူးလို့ဆိုလိုတာ။အဲ့တော့ဘုဒ္ဓဖူးသားမီးတွေအနေနဲ့ကျမ်းမာကြီးဂျိုးရုတ်ရော့နေတယ်။ကျမ်းမာကြီးနဲ့ပတ်သက်တဲ့ဂျိုးတွေမကောင်းဘူးလို့ပြောတာ။နော်။ရုပ်ပိုင်းဆိုင်ရာအားနည်းတယ်ဆိုတော့ပင်မန်းနာမျိုးနည်းနည်းလေးပို့ပြီးတော့ လှုပ်ရှားရှားလှုပ်ရင်မောလာတာမျိုးခန္ဓာကိုယ် physical အားဖြင့်ဝါလာတာမျိုးပိန်သွားတာမျိုးရုပ်ပိုင်းဆိုင်ရာပါအားနည်းလာတယ်အရင်ကြီးအရင်ကတော့ပုံမှန်မခံနိုင်တော့တာမျိုးအရင်တော့ဒါလေးထမ်းလိုက်ပြီးပြုတ်လိုက်ပါမျိုးအခုနည်းနည်းလေးထမ်းလိုက်တာနဲ့မောတာမျိုးလမ်းလေးဝိုးဝေးလေးရှောက်လိုက်တာခဏလေးပြေးလိုက်တာနဲ့ခန္ဓာကိုယ်ကနည်းနည်းလေး high လာတာမျိုးဒီလိုမျိုးဖြစ်တတ်တယ်လို့ပြောတာစိတ်ပိုင်းဆိုင်ရာတော့နည်းနည်းလေးဟိုအချောင်းကန်နေပါညံ့တာဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာပါနည်းနည်းလေးအားနည်းတယ်စိတ်ညစ်စရာတွေရှိတော့အเจ้าမကြီးပါရုတ်ရော့လာတယ်ဒါကြောင့်ဗုဒ္ဓဘုသားမီးတွေနဲ့အเจ้าမကြီး အားနည်းချက်1389မှာရှေ့ကိုရှိနေသေးတယ်။ဂျာတာပရိသားမီးတွေဂျာရီသားမီးတွေတော့ဂျမားရင်နဲ့ပတ်သက်ရင်အထူးသဖြင့်ကျွန်တော်တို့သိထားရမယ့်ကိစ္စကဘာလဲဆိုတော့ဂျမားကြီးကဒီနှစ်မှာအရင်ကြီးမကောင်းသေးဘူးဗျ။ဂျာရီသားမီးတွေကနော်ယာဟူဂျို အားမကောင်းဘူး။အားနည်းချက်ရှိတယ်။အဲ့တော့ကိုယ်အသက်တက်ဂျိုရုပ်ရော့တယ်။အသက်တက်ဂျိုရုပ်ရော့တယ်ဆိုတာဘာလဲဆိုတော့ဒီတိုင်းကြီးဂျမားကြီးတွားညံ့နေတာမျိုးမဟုတ်ဘူး။ နော်ကျမကြီးနဲ့ပတ်သက်ပြီးဒီတိုင်းသွားဆိုက်ဆိုးနေတာမဟုတ်ဘူးမဖြစ်ရင်မဖြစ်ဘူးဖြစ်ရင်ကျမကြီးကြာတာမျိုးယောဂဖြစ်လို့ဆေးကုရင်လဲချက်ချင်းမတက်တာမျိုးနည်းနည်းကြာတယ်ပေါ့ဗျာယောဂဖြစ်နေတာကြာတယ်ကုရင်ချက်ချင်းမပြောက်ဘူးခဏပြောက်လဲပြန်ပေါ်လာလဲအကင်းမသေးဘူးဒီလိုမျိုးတွေဖြစ်တတ်တာကြာပြီသားမိတွေကနော်တောက်ကြသားမိတွေ ကျမကြီးကောင်းပါတယ်ကျမကြီးစိတ်ပူစရာအရင်ကြီးမရှိဘူးကျမကြီးနဲ့ပတ်သက်ပြီးအရင်ဟိုစိတ်ညစ်စရာအရင်ကြီးမရှိဘူးကျမကြီးနဲ့ပတ်သက်ပြီးအားကောင်းတယ်တခုပဲအရင်ကြီးခရီးသွားလုံးတဲ့လူတွေတတိထားပါရေပြောင်းမြေပြောင်းကြောင့်ကျမကြီးညံ့တာမျိုးယာစီဥသူမတူတဲ့အတွက်ကျမကြီးညံ့တာမျိုးအချို့နေရာတွေမှာဖြစ်တဲ့ငှက်ဖျားယောဂါတော့ဘာညာဒေသမှာဖြစ်တဲ့ယောဂါတွေကူးလာတာမျိုးအဲ့တော့ခရီးအရန်သွားရတဲ့တောက်ကြသားမိတွေကတော့ကျမကြီးနည်းနည်းဂယူဆိုင်ကမယ်เนาะအများနဲ့ကားနဲ့သွားနေရတဲ့လူမျိုးတွေเนาะကုံသေးတွေ ခီးသွားပြီးတော့အလုပ်လုပ်ရတဲ့အလိုလူမျိုးတွေဟိုဘက်ဒီဘက်ရုံးကိစ္စနဲ့အမြဲတမ်းခီးထွက်နေရတဲ့သူမျိုးတွေကျမကြီးပိုကူဆိုင်ပါကျန်တဲ့လူကတော့အရင်ကြီးပူစရာမလိုအရင်ကြီးဆုံးနေတာမျိုးမရှိဘူးတခုတော့ရှိတယ်မတော်တဆထိခိုက်မှုကျမကြီးမဟုတ်ဘူးနော်မတော်တဆထိခိုက်လို့ကျမကြီးညံတာအဲ့တော့ accident လို့ကားပြိုင်မောင်းတာတို့ဆက်တွေပြိုင်မောင်းမနာတို့ဆက်ရန်ရရရင်လည်းလုံနေရတယ်ဆောက်လို့ရလုပ်ငန်းကွန်ရလူမျိုးတွေတို့နော်ဆက်ပစ္စည်းတွေလုံနေရတဲ့နိုင်ငံသားမှာလုံနေကြတဲ့ကျွန်တော်မြန်မာနိုင်ငံသားကြီးနော်ဆက်တွေရန်ရရရင်လည်းနိုင်ငံသားမှာလုံရတဲ့လူမျိုးဆက်တဲ့လက်ညက်တာတို့ နော်တတိလက်လွနမောနမဲဖြစ်တတ်တဲ့နှစ်ဖြစ်တဲ့အတွက်မတော်တဆဖြစ်တယ်ကားဒီမှာဆိုလဲမိပြီးတော့ဘရိတ်နဲ့လီဗာမှားနေလိုက်တာမျိုးဆက်ဒီမှာဆိုလဲတိုင်ပင်ရိုက်ပြီးဒီမှာဆက်ပြန်ကြတော့မဲ့အချိန်မှာလက်ပြန်မနှုတ်မိလိုက်တာမျိုးယောဂါမဟုတ်ဘူးနော်အက်ဆီဒန့်ဓာရီကိုတောက်ကြသားမိဒီယာဂရုစိုက်ဖို့လိုပါတယ်စနေသားမိဒီယာဒီနှစ်မှာအရင်ကြီးစိုးနေတဲ့ကျမ်းမာရေးအနေထားမျိုးမတွေ့ရအောင်ဒါမဲ့ငံလုံးနဲ့အစားအသောက်ဆက်လုံးနဲ့အစားအသောက်တွေကိုတတ်နိုင်လောက်ရှောင်ပါတဲ့ ထပ်နိုင်လောက်ပင်လဲစားတွေအရင်မစားပါနဲ့စနေသားမိတွေဒီနေ့မှာနော်ဟော့ပေါ်တွေပါတယ်အရင်ကြိုက်တဲ့စနေသားမိတွေချင်းနေမကောင်းပါဘူးအဲ့ဒါကြီးစားရင်ကျန်းမာရေးညံ့ပါတယ်ပင်လဲစားတွေအရင်မစားပါနဲ့ဆက်လုံးနဲ့ငံလုံးနဲ့အရင်အရင်မစားပါနဲ့အဲ့တော့အရက်ပြင်းတွေအရင်မတော့ပါနဲ့နော်အရက်ဆိုရင်တကယ်ကိုအကောင်းသားအရက်တောက်တာတော့အရက်ပြင်းလုံးနဲ့အရက်တွေမတော့ပါနဲ့ကိုတောက်မဲ့ဘီယာပါညာပါဆိုရင်အကိုဟောများတဲ့ဘီယာတွေမတော့ပါနဲ့နော်တော့မကောင်းတဲ့ဘက်ကိုရွေ့သွားမှာမို့လို့နော် အရာလေးတွေသတိထားပေးပါစနေသားမီဒီယာပုံမှန်အားဖြင့်တော့ကျမကြီးရရင်မစိုးနေဘူးအရာလေးတွေတော့သတိထားဖို့လိုပါတယ်နော်ဒါတော့ခဏလေးသားမီဒီယာအတွက်ကျမကြီးကျွန်တော်ဒီမှာရေးနေတဲ့အကြံပြင်းပြောပြတာဖြစ်ပါတယ်နောက်ဆိုရင်တော့ထောင်သား80ခုမှာဘယ်သူတွေကျမကြီးညံမဲ့ဘယ်သူတွေကောင်းမဲ့ဘယ်သူတွေဘလို့နေရမယ်ဆိုတာအကြံပြင်းသိသွားတော့ပြီထက်ပါတယ်ခဏလေးသားမီဒီယာအားလုံးနေကောင်းကျမ်းပါပြီကျမကြီးကောင်းတာနဲ့အများအခြားစီးပွားရေးလူမှုရေးပညာရေးငွေကြေးတွေလည်းအဆင်ပြေနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ